ကျွန်တော်ညီမတွေကမျောပြူတကယ်မချစ်တော့ဘူးပြကိုကိုလိုစီပွားအတအတွက်ညီမပြူချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပို့များပါတယ်အဲ့ဒီမှာခမရမပါအောင်နေဖို့တတော့ပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အတော့ဒီနေ့ကဒီနေ့ September sorry November 22ရှင်းနေရဆွဲအတွက်ရုပ်တလီပြောဖို့ဆိုတဲ့နေရာမှာကျွန်တော်ပို့လည်းပြောရင်တော့ကျွန်တော်အချိန်ကလူနေတဲ့အတွက်ပုံမှန်ဆိုရုပ်တံပြောဖို့အစီအစဉ် ကျွန်တော်အဆင်မပြေတော့ရှိတယ်ဖြစ်တယ်သို့တော့ကျွန်တော်မပြောရင်လည်းတချို့တွေကနေထိုင်နေချိန်လာမောင်းလားပြောလားဆိုလားဆိုတော့ကျွန်တော်မှလည်းယုံလေးတော့ထွက်ပြတာကျွန်တော်ချင်းလေးနေနေပြောပြတာပေါ့ကျွန်တော်မှလည်းဟိုပြောရင်တော့ဒီဒီဘယ်လိုသမရခီးစင်နဲ့ချလာဘက်လေပြီးလုံမပန်းနေရတဲ့ခါရေနောက်တစ်ခါမနက်ရှံထွက်မဲ့ channel တော့ကျွန်တော်လုံမပန်းနေရတဲ့ခါကြောင့်ကျွန်တော်ဒီနေ့တနေ့လုံးမသတင်းကိစ္စကိုအသေးစိတ်ဘာလို့မှကျွန်တော်သိချင်မရလိုက်ပါဘူးဒါကြောင့်မလို့ကျွန်တော်ပို့ပြန်လိုက်ပြောရုပ်တံဒီနေ့ဆိုပြောဖို့တော့အဆင်မပြေတဲ့အထက်မှာပါပါတယ်သို့တော့ကျွန်တော်မပြောရင် မပြောရင်ခုနပြောတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ပလိမပြောအောင်လားဆိုကြိမ်းလာမောင်းလားပြောကြဆိုကြရရှိတော့အခုလုံးလည်းကျွန်တော်ကြောက်ရပါတယ်အဲ့တော့ကျွန်တော်ရုပ်သလီနည်းနည်းပြန်လာထွက်ပြိုင်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်ဘယ်လို့သမရာခီးစဉ်ဒီပြီးတဲ့သမရာရဲ့ဟောပေါ့နော်ဘယ်လို့သမရာနဲ့ပူဇော်မှုကြီးကိုတွေးကြတဲ့အဲ့နဲ့ပတ်သက်ပြီးအကြံဉာဏ်လေးကျွန်တော်ပြောမယ်အကြံဉာဏ်လေးပဲကျွန်တော်ပြောပါမယ်အဲဘယ်လို့သမရာကိုဂုံပြူတဲ့အနေနဲ့ဒီနေပြီးတော့လန်ဒလန်ကို Minx Minx Road ဆိုပြီးတော့လမ်းကိုဟောပြလိုက်ပါတယ်နေပြီးတော့ရှိတဲ့လမ်းကိုပြောရရင်တော့အမ် ကျွန်တော်တို့ဒီ horizon ကြီး horizon ရှိတဲ့လက်မကြီးပြားလက်မတော့ကျွန်တော်မေ့တယ်အဲ့လက်မကြီးကိုရေးပေးပါဟုတ်ပေါ့ခွတ်ထွက်သွားတယ်ဟိုဟို MIC0 ဘာလို့ခွတ်ထွက်သွားတယ်လက်မကြီးတခုရှိတယ်အဲ့လန်ကို mix land ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်အဲ့ဒါတော့ဘယ်လိုသမရကိုဂုံပြူတဲ့အနေနဲ့ဒါပေးတာပါပြောရင်တော့ဘယ်လိုသမရဆိုတာကဒီမြန်မာနိုင်ငံနဲ့ဘယ်လိုသမရဘယ်လိုနိုင်ငံရဲ့ဂျားမှာနိုင်ငံဆက်ဆံရေးမှာပထမဆုံးအခြေဘယ်လိုသမရသမရအစဉ်ပုဂ္ဂိုလ်ကကိုကြုံမှုကြီးမင်းအောင်လာရဲ့လက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြော ဒီလိုပုံကိုရောက်လာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်ဆိုတဲ့အနေနဲ့လို့ဂုံပြူတာဖြစ်တယ်ပြောရရင်တော့1994ခရီးကဘလုံးနိုင်ငံသမရဖြစ်နေတာပေါ်ထန်းဆောင်ပြီးတဲ့ပုံကိုအခုဆိုရင်ခင်ဗျားတို့ကြည့်နှစ်ပေါင်း20နဲ့အဲ29နှစ်ရှိပြီ29နှစ်ရှိပြီပေါ့နော်ဆိုတော့အဲ့ဒါလောက်ရှိပြီဖြစ်တဲ့ပုံကိုတရားပြန်မပြူဟိုဟိုဘယ်လိုခေါ်မလဲနိုင်ငံကောင်းဆောင်တာပေါ်ထန်းဆောင်တာနှစ်ပေါင်း29နှစ်နှစ်ပေါင်း30နှစ်ပဲရှိပြီဖြစ်တဲ့ပုံကိုကဒီမှာလာပြီးတော့တာဝန်ထမ်းတမလာပြီးတော့ဒီလိုလာပြီးတော့လေပြီးတာဒီမှာလာပြီးခီးစင်လာပြီးတာပြီးတော့မြန်မာနိုင်ငံဆိုးအဆက်ဆက်တော့ရှောက်ပါ ဘယ်လာရုစ်ကဆိုဝင်းရုပ်အဆင့်အမြင့်ဆုံးလာဘူးတော့ရှိတယ်ကျန်တာကတော့သမရအဆင့်တစ်ခါမလာဘူးမလာဘူးတဲ့တော့ပထမဆုံးလာဘူးတဲ့ဖြစ်တဲ့အတွက်ဒီလိုပုဂ္ဂိုလ်လာတာကမြန်မာနိုင်ငံအတွက်ကတကယ်ကိုကောင်းပါတယ်အဲ့တော့ကျွန်တော်ဘယ်လာရုစ်သမရကိုကျေးဇူးတင်ရပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်ကျေးဇူးတင်ရပါတယ်ဘာလို့ကျေးဇူးတင်ရလဲမင်းဒီလိုတိုင်းပြည်ရဲ့ဒီလိုအခြေအနေမျိုးမှာနိုင်ငံတကာကကိုယ်နိုင်ငံကိုဆက်ဆံဖို့ဟိုတွန့်ဆုတ်နေရတဲ့အချိန်မျိုးမှာဘယ်လာရုစ်သမရကကိုယ်နိုင်ငံကိုလာဆက်ဆံပေးတယ်စကားပြောပေးကိုယ်နိုင်ငံတရောက်လာပြီးတော့မှတည်ရှာလာပြီးတော့လဲဆိုတာတကယ်ကိုပဲဟိုထူးခြားတဲ့ဟိုထူးခြားတဲ့ဖြစ်ရတခုပါပြီးတော့ ဒီ27နိုင်ငံခင်းချင်းကနေစပြီးတော့ဒီက25ဒီ9နှစ်ဒီပါအတွင်းမှာနိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်ပထမဆုံးလာလေတာဖြစ်ပါတယ်ပုဂ္ဂိုလ်နဲ့ချားနိုင်ငံတကာနိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်တော့ပထမဆုံးလာလေဖြစ်ပါတယ်အခြားနိုင်ငံလူတွေလာတယ်ဆိုတာကဥပမာစကြပါစို့ဟွန်ဆန်ဟွန်ဆန်လာတယ်ဟွန်ဆန်လာတာရှိတယ်ဟွန်ဆန်လာတာဆိုရင်ဟွန်ဆန်လာတာဆိုလို့ရှိရင်ဝင်းကျုပ်အဆင့်ဟွန်ဆန်လာတယ်ဟိုပြောရင်တော့ပိုးပြီးအဆင့်ပြင်းတဲ့ဥရောပအဆင့်နိုင်ငံတွေဆိုရင်ဒါဟိုပထမဆုံးဖြစ်တယ်ဟွန်ဆန်ကလာတယ်ဆိုတော့ကဒီလာလေတယ်ဒီမှာဒီအာဆီယံမြန်မာဘူဇုံမှုကြီးနဲ့လာတွေ့တာကိစ္စရှိခဲ့ဘူးလေ ဒါပေမဲ့အာဆီယံနဲ့ဒီတာရင်းကိစ္စလေးဒါဖြစ်တယ်။ဟိုကကျတော့ကမ္ဘာနဲ့ဆိုင်သွားတဲ့ကြီးတဲ့ကိစ္စကြီးဖြစ်တယ်။ပြောရရင်ပိုပြီးကြီးကျယ်ခံထားတဲ့အဲလာယုံဖြစ်တယ်။အဲဒါကြောင့်ဟိုဘယ်လိုစတမလိုကေရှင်ကိုကျွန်တော်တို့ပြည်သူကြောင့်နေနေဟိုဂျန်နက်ကြောင့်နေလို့ကျေးဇူးတင်မိတယ်။ပြီးတော့ရွေးကောက်ပွဲကျင်းပကနီးတဲ့အချိန်မှာရောက်လာတာပိုတော့ကျေးဇူးတင်ရသေးတယ်။ဆိုတော့ဒါလေးကကျွန်တော်တို့ကျေးဇူးတင်ပါလို့သူဒီလိုမျိုးလာပြီးတော့သူဒီနေ့ဘိုးရုံကြီးမြောင်းလိုင်းတွေ့တဲ့အချိန်မှာသူစကားပြောရတယ်လေတော်တော်ကောင်းတယ်။ဥပမာဆိုကြပါဦးဘိုးရုံကြီးမြောင်းလိုင်းနဲ့အစိုးရဖို့သူချီးကျူးသွားတယ်။သူရဲ့ဒီနိုင်ငံကောင်းဆောင်တန်တန်တျောက်အစိုးရတန်တန်တျောက်နိုင်ငံလူတွေတန်တန်တျောက်မှာ ကိုရုံးကြီးမရောက်နိုင်တဲ့ဒီအစိုးရလက်ရှိအစိုးရဖွဲ့ဝင်တွေလူမျိုးတိုင်းပြည်ပေါ်ချစ်မှန်လို့ဆိုတဲ့အားကျုံမဲ့စူးစမ်းပေးတဲ့ပုံကိုသူမတွေ့ဘူးသေးဘူးဆိုတာမျိုးသူ့ဘာမတွေ့ဘူးသေးဘူးတကယ်ကိုအခုမှကျွန်တော်ကျောင်းကတွေ့ဦးတာပါဆိုတာမျိုးသူဒီလူမျိုးထုတ်ဖို့ပြောတယ်နောက်တစ်ခုကကိုရုံးကြီးတို့ရဲ့ချစ်မှန်မဲ့လာမဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံအားပေးတဲ့ကြိုးဆိုတယ်ထောက်ခံတဲ့ကြိုးဆိုတယ်အားပေးတယ်ဆိုတာမျိုးသူပြောသွားတယ်တချို့တွေကပဲတခြားဒီတဏ္ဍမရဲ့ကိစ္စတွေမှာသူအများကြီးပြောတယ်ပြီးတော့ဘယ်လိုလုပ်နေမှာကြားမှာစာချုပ်တွေကမနေဘူး16ခုလောက် sorry 16ခုလောက်ချုပ်ဆိုသွားတယ် အဲ့ဒါအရက်ဘက်ကအရက်ဘက်ကနိုင်ငံတော်အစိုးရအရက်ဘက်ကနှစ်ဖက်စလုံးမှာ16ခုလောက်ချုပ်သွားတယ်။ UMCA နဲ့ချုပ်တာလည်းရှိတယ်။ဒီဘက်ကနိုင်ငံတော်နဲ့ချုပ်တာရှိတယ်။စုစုပေါင်း16ခုလောက်ချုပ်သွားတယ်စာချုပ်ကြီး။ချုပ်ပြီးတော့နိုင်ငံဆက်ဆံရေးကိုတေချာတေချာလုပ်သွားတာတွေ့ရတယ်။အဲ့ပြီးဘယ်လိုလုပ်စကမြန်မာနိုင်ငံနဲ့ပတ်သက်ရင်နှီးပညာကိစ္စတွေလေကြောင်းကာကွယ်ရေးရောတခြားဘာရေးညာရေးစစ်ဘက်ဆိုင်ရာကိစ္စတွေပါအများပြကျွန်တော်နိုင်ငံကိုဘယ်လိုလုပ်စကအများကြီးကူညီပေးထားတယ်။ပြောရရင်တော်တော်လေးတော့ဒီဒီဘယ်လိုလုပ်စကကျွန်တော်နိုင်ငံနဲ့ပတ်သက်တော့အားထည့်ကူညီပေးတာတွေ့ရတယ်။ပြီးတော့ Mr. Lucas Chang ကိုယ်တိုင်ကလည်းဒါဒီဒုက္ခကြီးဟာ တကယ်ကမ္ဘာအင်အားကြီးထိပ်သီးနိုင်ငံခေါင်းဆောင်တယောက်လာမဲ့ခီးစဉ်အတွက်ရှေ့ပြေးလာလို့တော့ကျွန်တော်တွေးမိတယ်နိုင်ငံခေါင်းဆောင်တယောက်ကမ္ဘာထိပ်သီးခေါင်းဆောင်တယောက်ရဲ့မြန်မာခီးစဉ်ရှိလာနိုင်ခြင်းရှိတဲ့အတွက်ရှေ့ပြေးဖြစ်နေလာကလားလို့တော့ကျွန်တော်စဉ်းစားကြရအဖြစ်တယ်ပေါ့နော်ဒါကတော့စဉ်းစားမိတယ်ရှိတော့ပြောတာအခုโอเคအဲ့တော့ဒါဘုသူမကြီးကလည်းဒီဘာပဲပြောပြောဆိုစမရာကျေးဇူးတင်တဲ့ကိစ္စတွေပြောပြီးသီးချာသူတို့နှစ်ယောက်ဟိုမြင်ရတဲ့မြင်ကွင်းကနှစ်ပေါင်းမျိုးစွာယဉ်နေတဲ့လူတွေလိုမျိုးသူတို့နှစ်ယောက်ကိုတွေ့ရတယ် ကိုမနေ့တည်းကစခင်းတဲ့လူမျိုးပေါ့နဲ့နှစ်ပေါင်းများစွာရင်းနှီးတဲ့သူမျိုးတွေ့ရတယ်။ဘာလို့ဗိုလ်ချုပ်ကြီးမရောက်နိုင်ကဒီစပါတော့ तू ကလည်း तू ပါ तू तू စိတ်ရင်းအမှန်တရားရှိရှိတရားတိုင်းပေါင်းတဲ့အတွက် location ကိုကလည်းဒီလူကိုလက်ခံလို့ရတယ်ဆိုတဲ့ပုံမျိုးနဲ့ပေါင်းတာတွေ့ရတယ်။ပြောချင်တာတယောက်တယောက်လက်ကလေးတစ်ချက်ဆုပ်ကိုင်းပြီးတော့ခင်ဗျလက်ကလေးကတက်လာတဲ့ဟာလေးတွေအစားကျုပ်တစ်ချက်ကြည့်နေရတယ်။ကျွန်တော်ကဘေးကကျွန်တော်ကြည့်နေရတယ်လို့ဆိုမြင်ရတယ်။တပုတ်မတန်းတိုင်းနေလို့ဆိုကျွန်တော်ကမြင်ရတယ်။ကြည့်ပြီးတော့ပြီးတော့ကျွန်တော်ခင်ဗျားတို့ခု Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတွေ့နေတယ်တက်နေတယ်တယ်လီဂရမ်တက်နေတယ်သူတို့နှစ်ယောက်ကဆက်ဆက်ရေးဗီဒီယိုဖိုင်တွေက ျွန်တော်တို့ကအနည်းငယ်မြင်ရတယ်ပြည်ခင်ဗျားတို့မြင်ရတယ်ဆိုတော့ကမြင်ရတဲ့အပိုင်းလေးပဲမြင်ရတာမမြင်ရတဲ့အပိုင်းတွေပဲရှိတယ်ဆိုတော့အဲ့ဒီမမြင်ရတဲ့အပိုင်းတွေကပြောရမယ်ဆိုရင်ပို့ပြီးတော့တို့တို့နေရာဆက်ဆံရေးတော်တော်ကိုဟိုနီးနီးခက်ခက်ရင်းရင်းနီးနီးရှိနေတာကိုတော့တွေ့ရတယ်တော့တွေ့ရဆိုတော့ဘာပြောဘုဇမှုကြီးတွေ့လဲခွန်အားတစ်ခုဖြစ်တာပေါ့ဗျာဘာပြောနော်အဲ့တော့ပြီးတော့ဘာဒီဒီခီးစဉ်ကနေမြန်မာနိုင်ငံထွက်တော့ဟိုဘာကောနိုင်ငံတကာကသတိထားဆောင်ကြည့်ရမယ်ခီးစဉ်တစ်ခုအဖြစ်နဲ့အမှတ်ရသွားတော့တော့သိကြပါတယ်ဒါတစ်ချက်ပေါ့နော်အာဒါကျွန်တော်တို့ခီးစဉ်ဒီဒီသတင်းတော်တွေနဲ့ပတ်သက်ရင်တော့ ိုင်ငံတော်အဆင့်ညီကိစ္စတွေမှာတော့တကယ်ဝမ်းသာစရာကောင်းတယ်သူတကယ်ဟိုဟိုကျေးဇူးတင်တယ်ကောင်းတဲ့ခီးစဉ်တွေဖြစ်ခဲ့ပြီမြင်တရသမားကိစ္စမှာတော့ဟိုစီဇန်နဲ့ arrangement ပဲမှာတော့အစိုးရဘက်က arrangement ကတနည်းလေးအားရော့တော့တွေ့ရတယ်ကျွန်သိမ့်ချင်အားရော့တယ်အဲ့တော့ဟိုကိုယ်ကလည်းပြောတာပြောတာတကယ်နောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်မှာဆိုတယ်နောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်ဖြစ်တော့မှလည်းစိုးတယ်ဘာလို့လဲအများကြီးပါကျွန်တော်တို့ဘေးကမြင်ရတဲ့အမြင်ရဆိုရင်တော့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်ပြီးတော့ဟိုသူတို့ရဲ့စဉ်းစားမှုစဉ်းစားနည်းတွေဘယ်လိုစဉ်းစားလဲတော့မသိဘူးကျွန်တော်တို့မီဒီယာတကယ်တော့ ဒီလိုသတင်းမျိုးကိုမီဒီယာကိုခေါ်ပြီးတော့အများပြည်သူကိုထုတ်ပြတာဖြစ်တဲ့အတွက်ထောက်ပြမယ်ဟာဒီမှတ်မ냐ဟာမီဒီယာကိုပုံပုံလေးလေးနဲ့သိချထုတ်ပြလိုက်လို့ရှိရင်ကောင်းမယ်ပေါ့နော်ဟိုကန့်ဒီကန့်ဟိုသွားဒီသွားဟို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 တားဒီတားဆိုတာကြီးကြတော့လေမကောင်းဘူးအဲ့ဒါကြတော့လေမကောင်းဘူးဘာလို့ဆိုတော့သတင်းသမားတွေကသတင်းသွားယူတဲ့အခါကျွန်တော်တို့ကိုယ်တိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်မင်းလင်းဘာလို့တပ်ပုံလာဆင်းရိုက်လဲကျွန်တော်တင်တော့လှုပ်လို့ရမလဲကျွန်တော်ဘာလို့သွားတပ်ပုံရယူသတင်းယူလဲဆိုရင်ကျွန်တော်ဒီမြင်ကွင်းလိုမြောင်းထန်နေမြင်ချင်တာမြင်ချင်တဲ့အတွက်ကျွန်တော်သွားကြည့်တာမြင်ချင်တဲ့သွားကြည့်ကြီးနဲ့ ကြည့်တဲ့အပြင်ဒီအစိုးရအတိုင်းကတရင်းသမားတွေဘုံမှာဘယ်လိုသဘောထားလဲဆိုတော့လေကျွန်တော်သိချင်တာဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လာပြီးတော့ဓာတ်ပုံရိုက်ကိုကြိုးစားတာဓာတ်ပုံရိုက်တော့ရောပွင့်လဲပြောရင်တော့တရင်းသမားတွေနဲ့ပတ်သက်ရင်အစိုးရအတိုင်းကဘယ်လိုဆက်ဆံလဲဘယ်လိုသဘောထားလဲဘယ်လိုသတ်မှတ်တယ်လဲဆိုတာကိုဒီလိုအခမ်းအနားတွေကနေပြတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒါကိုသိချင်တဲ့အတွက်တရင်းသမားတယောက်အနေနဲ့ channel ကြောက်နေတယ်ကျွန်တော်တော့ပြီးတော့ဓာတ်ပုံရိုက်ပေါ်ပြတယ်ကျွန်တော်ကတရင်းတောက်တွေနဲ့ကျွန်တော်အတူရှင်ပြီးတော့ဓာတ်ပုံရိုက်တယ်ကျွန်တော် PC junior တွေနဲ့အစသူတို့နဲ့အစကျွန်တော်တွဲပြီးဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်ကတော့ဓာတ်ပုံရိုက်ဖို့နေရာတရင်းသွားယူတယ်ပြောရင်တော့ နိုင်ငံတော်ကတာဝန်ရှိသူတွေနိုင်ငံတော်ကြီးကဲတွေစေဆုံးပုဂ္ဂိုလ်တွေဆိုင်သေးဆုံးပုဂ္ဂိုလ်တွေစီစဉ်ပြည့်လူတွေတရင်သွားတွေပေါ်ဘလို့သဘောထားတယ်လဲဆိုတာဒီလူပွဲတွေရတယ်ပြတာအဲကြောင့်ဒီလူပွဲတွေကိုကျွန်တော်ကကိုယ်တိုင်ဆင်းကြည့်တာဒါကြောင့်ဒီနေ့တော့တယောက်ကပြောပါတယ်ဟောတဲ့ရောက်ရင်ရောက်ကျွန်တော်တို့ရောက်ရင်တော့ကျွန်တော်တို့မြောင်းနေပုတ်ခံမှာကျွန်တော်သိပါတယ်ဘယ်အထိရောက်ဘယ်ဘယ်အထိနက်နက်ပုတ်မလဲဆိုတော့ပဲသိချင်လို့ကျွန်တော်လာကြည့်တာဆိုတော့ဒီစကားလေးလို့တကယ်မှတ်ပါတယ်ကျွန်တော်လည်း ။ညောင်းနေတော့ပုတ်ခံမယ်ဆိုတော့ကျွန်တော်တည်တယ်။ဒါပေမဲ့ဘယ်အဆင့်ထိနည်းနည်းတူနည်းနည်းတူပုတ်မလဲဆိုတော့သိချင်လို့ကျွန်တော်လာကြည့်တယ်။ဒါပါပဲ။အဲ့တော့သို့တော်ဟိုအားကိုကြိုက်တာမကြိုက်တဲ့ခဏထားလို့ဆိုတော့နှစ်နိုင်ငံဆက်ဆက်ရေးနဲ့ပြောမယ်ဆိုရင်တော့တော်တော်ကိုသဘောကျပါတယ်။အားလည်းကောင်းသွားပါတယ်။လာမယ့်ရွေးကောက်ပွဲတွေလည်းခွန်အားရရှိတယ်လို့ပြောလို့ရတဲ့သခင်တခုဖြစ်သွားတယ်။နောက်တစ်ခုကဒီနှစ်နိုင်ငံဆက်ဆက်ရေးအားကောင်းတဲ့အတွက်တခြားနိုင်ငံတွေကလည်းဒီလိုက်နေလို့မရတော့ဘူး။ပြီးတော့ဗိုလ်သူကြီးကလည်းအခုအမေရိကန်က Green ကတည်းကနော် TPS တွေပိတ်တာတွေပဲထားအားရထားအမေရိကန်မှာရောက်နေတဲ့ပြည်ပနိုင်ငံရောက်နေတဲ့နိုင်ငံသားတွေအကုန်လုံးကို welcome လို့ပြန်ခေါ်တယ် လာခဲ့တို့နိုင်ငံတူတူဆောက်ဖို့ပြန်လာသေးကြပါဆိုတော့သူဖိတ်ခေါ်ထားတယ်ဆိုတော့ဒါတွေလည်းသိကောင်းတဲ့ကိစ္စတွေပါဆိုတော့ဒီဘယ်လိုသမရခီးစင်ကတော့ဒီလိုပါเนาะအဲ့တော့ညနေပိုင်းမှာတော့သူ၄နိုင်လောက်ကပြန်သွားပါတယ်ထူးခြားတာကဘယ်လိုသမရကပွန့်လာပြန်မြန်မာပြည်လာတာသူ့ရဲ့အချိန်က48နိုင်ပဲကြာတယ်စုစုပေါင်းသူ့ရဲ့တုံးသွားတဲ့အချိန်48နိုင်အတော့ပြန်ပေါင်းမှနိုင်60တော့မပြည့်ဘူးမြန်မာပြည်ခီးစင်နိုင်60မပြည့်ဘူးဘယ်လိုသမရမြန်မာပြည်ခီးစင်နိုင်60မပြည့်ဘူးအဲ့တော့ဘယ်လိုစက်တွေထွက်လာတာက29ရက်နေ့မနေ့ကထွက်လာတာ တယ်28ညမှာရောက်တယ်အဲ့ဒီ28တော့ပြန်တယ်ဟုတ်ပြီ28ညညနေဆောင်ပြန်ထွက်သွားတယ်28ညနေဆောင်ပြန်တယ်ဟိုဘက်ကတော့29မိနစ်ခန့်မှပြန်ရောက်မယ်ပြောရရင်တော့48နာရီအတွင်းပဲဖြစ်တယ်သူခီးစဉ်က48နာရီပဲကြာတယ်ဒီမှာဘုသူဘုရားလာစားချုပ်တာကလည်းနိုင်ပိုင်းလေးပဲကြာတယ်နေ့တဝက်ပဲကြာတယ်ဒါအောင်ကြည့်ချင်းအပြင်ဟိုဒီလောက်နိုင်60လောက်ပဲနိုင်60လောက်မပြည့်တဲ့ဒီဒီ state visit တကူတကူကလာပြီးတယ်ဆိုတာတာမန်ကိစ္စမဟုတ်ဘူးတာမန် ိစ္ဆာမဟုတ်ဘူးဆိုတော့တွေးလို့ရတယ်။ဒါကိုပြောချင်တာပါနော်။ဆိုတော့ဒါကတော့ဘယ်လောက်ကိစ္စလဲ။ဒါပေမဲ့ဒါတည်းရထားလိုက်တော့ဒီလောက်ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။ဆိုတော့တခြားသတိတွေပါရှိလဲလို့မေးရင်ကျွန်တော်တို့ရှိမှခြားသတိတွေနည်းနည်းပါရှိပါတယ်။ဥပမာဆိုကြပါစို့ကျွန်တော်လက်ထက်ကိုကြောက်ပါရင်စဉ်းစားလေးနည်းနည်းပါရှိပါတယ်။ဥပမာဆိုကြပါစို့ပေါ့ဗျာ။အာဘုရားသောပင်တော့ဒီမြောက်ပြည်မှာဖြစ်နေတဲ့ဟို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 ဘာလဲမင်းလက်ပံတို့ဘာလို့ဖြစ်နေတာလဲမြောက်ပြည်မှာဖြစ်နေတဲ့ online လောက်စားခြားပြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့ကိစ္စလေးတွေရှိပါတယ်။အဲ့ဒါလည်းတွေ့ပြန်တာရှိပါတယ်။လူရင်းတို့ကတော့ American ကဒီကိစ္စမှာလာပြီးခြားပြန့်မှာ ဝင်ပြီးတော့ဟိုဝင်ပြီးတော့ဟိုဟိုဘာခေါ်လဲဆိုတော့ဝင်ပြီးတော့ပနာဝင်ယူတဲ့သဘောမျိုးအတင်းဝင်လုပ်တယ်ပေါ့ဗျာပြီးတော့ KNU ကလည်းဟိုစီမံခန့်မဲ့လုပ်တဲ့ဟာမျိုးတွေ KNU ကတာဝန်မခံတဲ့ကိစ္စတွေထောက်ပြတယ်ဆိုတော့ Sodoni ကိုလည်း BBC တို့ဘာလို့ဖြေနေတာသူတို့ဒီ Thai နဲ့ဆက်ဆံပြီးတော့ဟိုမင်းလက်ပံတို့ဘာလို့မှရတဲ့ဟိုချားဖြန့်လုံသားတွေကိုပြန်ပို့ချင်တာတော့သူတို့ Thai ကနေပြီးတော့တရားဝင်မဆက်ဆံလို့ပြောရရင်တော့ဗျာဟိုဟိုတရားဝင်မဆက်ဆံမရင်ငယ်လူဆက်ဆံတာပေါ့အဲ့လိုဆက်ဆံတဲ့အတွက်စိတ်ဆိုးတာပေါ့စိတ်ဆိုးပြီးတော့ယူယူနဲ့အဲ့လိုမျိုးပဲဖြစ်တာပေါ့တွေ့ရတယ်ဆိုတော့ အစည်းအဝေးတော့မျိုးတော့သူ့ကိုတရားဝင်ဖတ်ဆက်ကြရတယ်သူကြိုက်ဘူးဆိုတော့ပြောကြတာတွေ့ရတယ်ဆိုတော့ဒါလေးတွေကစဟိုဒါလေးတော့နေပါရှိပါတယ်အဲ့တော့ဘုရုံဆောင်မင်းတို့ပြောတဲ့အားလေးကတော့ဟိုအများပြည်သူတွေတိပြီးတော့ပြီလို့ယူဆတယ်သူ face face ဆောင်သူသူ့ရဲ့ဟိုကနေမြို့တန်နေပြောထားတာဖြစ်တယ်ပေါ့နော်ဒါလေးရှိတွေ့ရပါတယ်တခါဂျန်နေပြီးတော့မှဆိုရင်လည်းနေပြီးတော့မှဆိုရင်လည်းဒီဒီနေပြီးတော့ရှိတဲ့ဆေးရုံတွေကိုလည်းအပိတ်ခံထားရပါတယ်လောလောဆယ်ပြဆိုင်ထားခံထားရပါတယ်ဘာလဲဆိုတော့ဆေးရုံနာမည်ကြီးမုံတယ်ဘာဖြစ်လို့လဲဆိုတော့ရှောက်တခင်ဝေရောက်စစ်တဲ့အချိန်မှာတိုင်ကြားချက်ရှိလို့ဖြစ်မှာကွာစစ်တဲ့အချိန်မှာ လိုင်စင်တန်းကုန်နေတယ်။ဈေးရုံကပုဂ္ဂလဈေးရုံကလိုင်စင်တန်းလည်းကုန်နေတယ်။အဲ့ဒါပြင်တရားဝင်ဈေးကုသခွင့်မရှိတဲ့ဆရာဝန်တွေအထူးကဆရာဝန်တွေကထားပြီးတော့ကုသတယ်။ပြောရင် CDM လေးပေါ့ဗျာ။ CDM လုတ်သွားတဲ့ဆရာဝန်တွေဖြစ်ဖို့များပါတယ်။ဒါအဲ့ဒါလေးလားတော့မသိဘူးကြည့်ရတာ။ CDM လားတော့မသိဘူးကြည့်ရတာပေါ့နော်။ CDM များဖြစ်နေမလားမသိဘူး။အဲ့ဒါလေးကိုလုတ်ထားတဲ့အတွက်သူကဟိုဘယ်လိုပြောမလဲ။ပိတ်လိုက်တယ်ပေါ့လေလောဆယ်ဆေးရုံယာကြီးပိတ်တယ်ဆိုပြီးကြားတယ်အဲ့တော့ဆေးရုံတွေကိုပိတ်ခံရတယ်ပေါ့ဗျာနော်နောက်တခြားသတိတွေလည်းရှိပါသလားမင်းရှိပါတယ်မော်လမြေဘက်မှာရှိရဲ့ဆရာတော်ရောပါတော့မော်လမြေတာသနာနယ်ဖောင်ဒေးရှင်းရဲ့ဆရာတော်တပါး နော်။အရှင်ဇောတိကဆိုပလာပလာအဲ့ပုဂ္ဂိုလ်တယောက်ကိုတပားကိုလည်းမင်းကဖမ်းတာဖမ်းတာလို့သိရပါတယ်။ဖမ်းခေါ်တယ်လို့သိရတယ်။ဖမ်းခံလဲချမ်းမြင်သိရတာပေါ့နော်။ဒါလေးလည်းဟိုဟိုချမ်းမြင်သတင်းလေးပါနော်။နောက်တစ်ခုကအာပိုင်ရှိသေးလေဆိုတော့အမေရိကန်ကလည်းအခု green card တွေနဲ့ပတ်သက်ရင်တော့ပြန်နှင်းလို့မယ်လို့ပြောပြီး green card တွေကိုပါနှင်းလို့ sorry green card ကိုကသူစစ်ဆေးလို့မပြောပြီးမြန်မာအပါဝင်တရရနိုင်ငံအားလုံးကပြည်ရှိပေါင်းတခြားသူတွေကိစ္စတွေကိုအမြင်နဲ့ရဆိုင်မယ်လို့ပြောတယ်ရဆိုင်ပလိုက်မှာပေါ့ဗျာ ပြောရရင်ရွှေပြောင်းနေတဲ့သူတွေမြေရွှေပြောင်းကမရှိဘူးရဆိုင်ပြဖို့တည်သူတို့စီစဉ်နေတဲ့ဆိုတာမျိုးတွေအမေရိကန်ကလည်းဒေါ်နယ်ထရမ့်ကလည်းပြောလာတယ်ပြီးတော့ green card ကိုပြန်စစ်မယ်နိုင်ငံ16နိုင်ငံအများကြီးထိုင်ကတ်ဒီ green card တွေကိုစစ်ဆေးမယ်ဆိုတဲ့အမျိုးတွေဒါပြောလာတယ်ပြောရရင်တော့သူတို့ဘက်ကလည်းတော်တော်လေးအမေရိကန်ဘက်ကလည်းတင်းတင်းကြပ်ကြပ်လုပ်နေတွေ့ရတယ်နောက်မိုးကုံမှာဆိုရင်လည်း PDF ဒီမိုးကုံကိုစုခွာတဲ့သတင်းတွေဒီလိုဆိုစပြီးရပါတယ်တော်တော်လေးမိုးကုံမှာရှိတဲ့ PDF ဖွဲ့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 စုခွာပြီးတော့မိုးကုံမှာတဖြည်းဖြည်းနဲ့မရှိတော့ဘူးဆိုတော့အကြမ်းမြင်အဲတဖြည်းဖြည်းရော့လာပြီဆိုတော့အကြမ်းမြင်သိရပါတယ်ဘောနော်အဲနောက်တစ်ခုကဒီနေ့တော့ဒါ နောက်တစ်ခုဝန်သားလည်းကောင်းတော့မြန်မာအသင်းပေါ့မြန်မာလည်းရွေးစဉ်ယူဆက်ကွန်အသင်းကအိုမန်အသင်းကိုနှစ်ဘိုးနဲ့နိုင်သွားတယ်နှစ်ဘိုးနိုင်သွားတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့အခါကျတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့အခါကျတော့ပြောရရင်တော့ဟိုအုပ်စုအောင်မှုပုံနှိစက်သွားပြီပေါ့ဗျာအုပ်စုအောင်မှုပုံနှိစက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကြီးကျွန်တော်မှရှိတယ်ဆိုတော့ပြောချင်တာအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲခဏရက်ပါရရစီအားလုံးပဲကိုရင်းသားရှိပါတိုက်ယူပါစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ပြနေကြတာကိုလက်ကလောတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်ချမ်းပါအားပေးသမခင်ဗျာဖြစ်နေတာဆိုတော့ကိုပြန်လည်မင်းကိုတော့ပြောရင်းနဲ့ကိုနိုင်